မင်္ဂလာပါရှင် ရှမ်းအေကူမီဒီယာကကြိုဆိုပါတယ်ရှမ်းပြည်နယ်အမျိုးသမီးကော်မတီမ ကြည်မူကျင်းပါသည်2025ခုနှစ်ဇူလိုင်လ3ရက်နေ့တွင်ရရှိသည်မြမအမျိုးသမီးများ၏အထည်အမှတ်အကျုံးအသိပညာပေးဟောပြောဝဲကိုဇူလိုင်1ရက်နေ့မွန်လွဲ2နာရီကတောင်ကြီးမြို့မြို့တော်ခမ်းမ၌ပြုလုပ်ခဲ့ပါသည်ရှေးဦးစွာရှက်ပြည်နယ်ဆိုးရွာအဖွဲ့ဝင်ပြည်နယ်တရားတာရေးရာဝန်ကြီးဦးဆိုင်နေကအဖွဲ့မှစကားပြောကြားရာတွင်ရှက်ပြည်နယ်အတွင်းအမျိုးသမီးကာကွယ်စောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကိုပြည်နယ်ဆိုးရွာအဖွဲ့၏ကြီးကြပ်လက်ညှိုးမှုဖြင့်ရှက်ပြည်နယ် မျိုးသမီးကော်မတီမှဦးဆောင်၍လူမှုဝန်ထမ်းဦးစီးဌာနအမျိုးသမီးရေးရာအဖွဲ့မိခင်နေကလေးစောင့်ရှောက်ရေးအသင်းလူမှုရေးအသေးအဖွဲ့များနှင့်ဆက်ဆက်ဌာနဆိုင်ရာများမှပူးပေါင်းဆောင်ရွက်လျက်ရှိပါကြောင်း မြန်မာနိုင်ငံအတွင်းအမျိုးသမီးများ၏အင်အားမှာနိုင်ငံလူဦးရေထက်ဝက်ကျော်ရှိသည့်အတွက်ခိမီဖွံ့ဖြိုးတိုးတက်သည့်နိုင်ငံတည်ဆောက်ရာတွင် အမျိုးသမီးများ၏အခမ်းကဏ္ဍမှာအရေးပါကြောင်းအမျိုးသမီးကာကွယ်စောင့်ရှောက်ရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက်လုပ်ငန်းနယ်ပယ်စနစ်ရပ်ကိုအကောင့်အထည်ပေါ်ဆောင်ရွက်လျက်ရှိပါကြောင်းအမျိုးသမီးများနှင့်အမျိုးသမီးငယ်များအနေဖြင့်မိမိတို့မှရှိသည့်ဆွမ်းဆောင်ရည်များကို မြင့်တင်လျက်အမျိုးသမီးတူကြီး၏ဆွမ်းပကားကိုဖော်ထုတ်ကြရန်လိုအပ်ပါကြောင်းပြောကြားခဲ့ပါသည်အဆိုပါအသည့် ညာပေးဟောပြောဝဲတွင်တောင်ကြီးတက်ကတူမြန်မာစာဌာနမှပမောက္ခဌာနမှဒေါက်တာကြီးကြီးခိုင်ကမြန်မာအမျိုးသမီးများနှင့်ဝစ်စားစီရင်မှုကောင်းစဉ်ဖြင့်၎င်းမြန်မာနိုင်ငံအမျိုးသမီးနှင့်ကလေးတငယ်များဘဝမြင့်နေရေးအသင်းဥက္ကဋ္ဌဒေါက်တာကေတီရောင်ကမြန်မာအမျိုးသမီးများ၏ဆွဲဆောင်ရေးမြင်မာမှုစီးပွားရေးကိုပုံမှုဆောင်ရွက်စုကောင်းစဉ်ဖြင့်၎င်းစာရေးဆရာမှငွေကြည်လင်းလည်းမြန်မာစာကမြန်မာအမျိုးသမီးများနှင့်မီဒီယာကောင်းစဉ်ဖြင့်၎င်းအတီတီဟောပြောပေးခဲ့ကြ ပါတယ်။ရင်းနောက်ရဲပြည်နယ်အမျိုးသမီးရဲရာဖွဲ့နာရကဒေါညူမီစောကမြမအမျိုးသမီးများနဲ့အထက်အမတ်အသိပညာပေးဟောပြောကြသူများကိုဂုံပြူလက်ဆောင်များပေးရချီးမြှင့်ခဲ့ကြောင်းသိရှိရပါတယ်ရှင်။